ပေါ့လေနော်ပထမအကြော်တုံးကဒါဘာစီလိုနာအိမ်ခွဲမှာဒါ3-3ဆိုတဲ့ရလက်အထီတောင်မှဖြစ်ခဲ့တဲ့အနေအထားမှာဒီနေ့ဒုတိယအကြော်အင်တာအိမ်ခွဲမှာနော်ဘာကအနေနဲ့ဘလို့ပြန်လာနိုင်မလဲပေါ့လေနော်ဆိုတော့ဒါလေးကိုဒါသုံးသပ်ပြီးမှဖြစ်ပါတယ်ဗျအဲ့တော့မင်္ဂလာပါဗျနော်အဲ့တော့မနေ့ကတော့ကျွန်တော်ရွေးချယ်မှုနားခဲ့တယ်ဆိုတော့မနေ့ကဒါအကြိုက်ဆုံး AC နဲ့ဒါ AC 9ဟောက်မှာတော့ဒါကြည်သွားတယ်ပေါ့လေနော်အဲ့တော့ဒီနေ့ကတော့ကျွန်တော်ရွေးချယ်မှုလေးပုံမှန်လေးပြန်ရှိပါမယ်နော်အဲ့တော့မင်္ဂလာပါညီကိုတို့ကြီးနော်အဲ့တော့ဘလို့ထင်လဲဗျအင်တာနဲ့ဘာစီလိုနာကမိနစ်60တွင် ပြတ်နိုင်လားပေါ့လေနော်အဲ့တော့ပထမကြော့ခြေစွမ်းကိုကြည့်ရရင်တော့အာအင်တာအနေနဲ့ကတော်တော်လေးတိုက်စစ်ပိုင်းပြန်ကောင်းလာတဲ့အနေအထားလေးတွေ့တယ်ဘာစီလိုနာအနေနဲ့ပြီးခဲ့တဲ့ပွဲမှာဒီဗီလာဒိုလေးအသင်းကိုတော့မှ1 2နဲ့ဒါသူတို့လည်းအရန်ကစားသမားတွေနဲ့ပဲပွဲထွက်ပြီးတော့ကန်ခဲ့တာပါနော်ဒါဆိုတော့ဒီနေ့ဒုတိယအကြော့မှာရောဘလို့ဘလို့လာမလဲပေါ့နော်အင်တာအင်ကွမ်းမှာအင်ဇာဂီနေနဲ့ပိတ်ဆော့မလားဒါမှမဟုတ်ပထမကြော့ရလို့ပဲဖွင့်ဆော့မလားနော်ညီတို့ဘလို့ဘလို့မျိုးထင်လဲဗျအဲ့တော့ qualify တက်မဲ့အနေအထားကတော့ အေးပေါ့ကျွန်တော်ကတော့ဘာစီတက်လောက်မယ်ထင်တယ်ဗျာနော်အဲ့တော့ဘာဘာကတက်နိုင်တယ်အင်တာကလက်ရှိအနေထားမှာကောင်းတာတော့မှန်ပါတယ်ဒါပေမဲ့ဟန်စီဖလစ်ဘာစီလိုနာရဲ့ဒီယာဒီခြေစွမ်းကပိုများကောင်းသလားပေါ့လေနော်အင်တာကလောလောဆယ်မှာအဲနည်းနည်းလေးခြေစွမ်းရိမ့်ရိုင်တဲ့အနေထားလေးတော့မြင်ရတယ်ပေါ့နော်နောက်ဆုံး6ပွဲမှာမှတပွဲပဲအင်တာကဒါရလက်ကောင်းတာနော်အဲ့တော့ဂျန်နာက3ပွဲအထိရှုံးတယ်2ပွဲတည်ရေဆိုရရလက်မျိုးဖြစ်ထားတာကြောင့်ကျွန်တော်နေတော့နောက်တစ်ဆင့်တက်ဖို့ကနော်ဖိုင်နယ်ရောက်ဖို့ကဘာစီလိုနာပဲရောက်ဖြစ်ဖို့အများကြီးထင်ပါတယ်အဲ့တော့လီဗန်ဒေါစကီမပါတာဟာ ဒါဒီဘာစီလိုနာအနေနဲ့အထောင်တိုက်စစ်တော့ရွေးချယ်စရာတော့ဒါနည်းနည်းလေးအခွင့်အလမ်းနည်းသွားတယ်ပေါ့လေနော်နောက်တစ်ချက်ကကွန်ဒီမပါဘူးဗျကွန်ဒီမပါတဲ့အချက်ဟာဘာစီလိုနာအနေနဲ့အများတော့ဒါထိခိုက်နိုင်တယ်ပေါ့လေနော်တောက်လျှောက်လဲဘာစီလိုနာခံစစ်ဟာအဆင်မပြေနေတဲ့အနေအထားမျိုးလေးတော့တွေ့ရတယ်နော်အဲ့တော့မင်္ဂလာပါညီကိုတို့ရေနော်လူမျိုးလေးထင်ကြလဲဗျနော်အနေလေးသုံးသက်ပြီးပါအောင်ဗျနော်ဆရာသမားတွေဟလား ဘာသာဇော်ဘူးမင်္ဂလာပါဖိုးကျော်မင်္ဂလာပါရွှေဝင်းမင်္ဂလာပါအောင်စုံမြင့်မင်္ဂလာပါဘရဒါရေးဖုံးတော်ခန့်မင်္ဂလာပါဝင်းအောင်မင်္ဂလာပါတန်းတန်းစော်ဖြိုးမင်္ဂလာပါတက်လင်းမင်္ဂလာပါဗျဆိုးလက်မင်္ဂလာပါခစ်တစ်မင်္ဂလာပါတိမ့်တန်းအောင်မင်္ဂလာပါကြော်ဆန့်မင်္ဂလာပါသူရိဇလက်မင်္ဂလာပါရန်မင်းမင်္ဂလာပါဘာစီလိုမဆုံးတော့ကြောက်တယ်ဗျာဟုတ်တယ်ကျွန်တော်အိုက်တစ်ချက်ပဲကြောက်တာကြေးရလဲနည်းနည်းလေးကြောက်ရတယ်ဗျာနော်ဒေဒီပေးထားတာဆိုတော့ဘာကနည်းနည်းလေးကြောက်ရတယ်နော် PS အဲ PSE သိန်း90လောင်းသားတယ်ဟာကျမ်းပြီ brother စူတိုင်းတိုင်းစူတိုင်းတိုင်းလာမင်္ဂလာပါဗျ brother ဦးလေးမင်္ဂလာပါဗျ inner body 99%ပါတယ်ဟုတ်ပါမလား brother တို့เนาะ ောင်ခိုင်ဆိုးမင်္ဂလာပါဟန်ထုံးဆောင်မင်္ဂလာပါတုတမင်္ဂလာပါမင်းနိုင်မင်္ဂလာပါကြေးအရာဘာစီရဲ့အဲကြေးအရာဆိုရင်တော့အင်တာနေရမှာ brother ကြီးเนาะကြေးအရာဆိုရင်တော့အင်တာနေပါခြေခြေစွမ်းရနေရမှာဆိုတော့ဘာစီနေရမယ်ပဲယူဆပါတယ်เนาะကြေးရပါဆိုတော့ပထမအချော့တုန်းကကျွန်တော်တို့ဒါဘာစီလိုနာအသင်းဟာအင်ကွင်းမှာတလုံး90ပေါင်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဘောမှာတကယ်တမ်းပေးရရင်အဲဟိုပြောရရင်တော့အဲတကယ်တမ်းပေးတဲ့ကြေးကဒါဘာစီလိုနာဘက်ကအဝေးကွင်းကနေ level 90ရှုံးကျွန်တော်တို့ပေးရမှာဖြစ်ပါတယ်အဲ့တော့အင်တာအင်ကွင်းအားသာချက်နဲ့ဘာစီလိုနာလူမဆုံမှုကြောင့် ဒါအနေနဲ့ဒါ level 50လောက်ကျသွားတဲ့အနေအထားမျိုးမှာဘာစီလိုနာမိနစ်90ရင်းမပြတ်ဘူးဆိုတော့အတိတ်ပဲလीတော့သွားနေတယ်ပေါ့လीเนาะဒါပေမဲ့လည်းမိနစ်90ရင်းတော့ကျွန်တော်ထင်တော့တေးလောက်ပဲအနေဆုံးတော့ဘာစီလိုနာရလိမ့်မယ်ထင်ပါတယ်เนาะအဲ့တော့ ကဲစလိုက်အောင် brother တွေเนาะအဲ့ brother midnight မင်္ဂလာပါမောင်စိမ့်မင်္ဂလာပါဘာစီလိုနာ fan မင်္ဂလာပါတဲ့ဘာစီလိုနာ fan ကရေးတာဘာစီလိုနာအနိုင်ရဘိုလိုဝဲတို့တက်ရောက်ပါမိကြမ်း brother ကြီးเนาะဘာစီလိုနာ fan ဝင်ရေးတာလို့เนาะ brother ဦးလေးမင်္ဂလာပါဗျ brother စောစောဝဲမင်္ဂလာပါအောင်လှမင်္ဂလာပါကျော်ဆန်းမင်္ဂလာပါကျော်လင်း1500မင်္ဂလာပါဗျကိုမင်းမင်္ဂလာပါဦးစိုးမြင့်မင်္ဂလာပါ brother ကြီး brother စူတိုင်းတီမင်္ဂလာပါဗျ brother ကျော်လင်း1500 hands or thon မင်္ဂလာပါ ဟန်ထုံးစောမင်္ဂလာပါလက်ကီချမ်းမင်္ဂလာပါမျိုးတက်မင်္ဂလာပါဖြိုးမင်းသိမ့်မင်္ဂလာပါဗျဘရဒါကျော်မင်းမင်္ဂလာပါစိုးမင်းနိုင်မင်္ဂလာပါအဲစတိုင်မင်္ဂလာပါအအောင်အောင်မင်္ဂလာပါမျိုးတက်မင်္ဂလာပါဗျနိုင်ဝင်းမင်္ဂလာပါစူတိုင်းတီမင်္ဂလာပါဝင်းရွှေမင်္ဂလာပါလူရိုးလေးမင်္ဂလာပါကျော်မင်းမင်္ဂလာပါကောင်းရှိန်မင်္ဂလာပါချိုထွန်းမင်္ဂလာပါထက်ဟီလာဖြိုးမင်္ဂလာပါဗျဘရဒါစိုးမင်းမင်္ဂလာပါမင်းဂရင်းမင်္ဂလာပါအကျော်ကျော်မင်းထက်မင်္ဂလာပါဘရဒါရေကျော်လင်း1500မင်္ဂလာပါဗျပြီးဆုံးမင်္ဂလာပါဘရဒါကောင်းဝေလင်းမင်္ဂလာပါဘရစ်စတာပြေကော်ဖီချာနယ်မင်္ဂလာပါဘရဒါရေနော်ဘရဒါနေကြီးမင်္ဂလာပါ white ဟိုက်ဖလာဝါမင်္ဂလာပါဗျတုဒမင်္ဂလာပါကျော်လင်းထောင်ဟာမင်္ဂလာပါကဲတော့ကျွန်တော်စလိုက်မယ်နော် KZD KZD မင်္ဂလာပါ Solly မင်္ဂလာပါ brother ရေနော်တန်တိုးအောင်1 2 3နောက်ကျသွားလာတယ်နောက်မကျဘူး brother ကျွန်တော်လည်းအခုမှရောက်တာနော်ကဲတော့ကျွန်တော်စလိုက်မယ်ပေါ့နော်အဲ့တော့လက်ရှိ internet bar စီမှာပြောရရင်တော့လက်ရှိဒါတက်လာတဲ့အနေအထားဟိုပါလေ ဘာစီလိုနာအနေနဲ့ကဒါပထမဆုံး16သင်းစင်မှာဖီယန်နုနဲ့တွေ့တယ်ဗောနော်အဲ့တော့ပထမကြော့ဒါဇီတုနဲ့ပွေးပြီးတော့မှဒုတိယကြော့2-1နဲ့ဒါအင်တာမီလန်အသင်းတွေကနှစ်ကြော့လုံးနိုင်ပြီးတက်လာတာဒုတိယကြော့ဒီဒီဒီဟိုမှာ quarter final မှာတော့ Bayern Munich နဲ့တွေ့တယ်ဆိုတော့1-2နဲ့ Bayern အင်ကွင်းမှာဖုတ်ပြီးတော့မှဒုတိယကြော့အမှတ်မလိုတာကြောင့်2-2နဲ့ကန်ခဲ့တယ်ဆိုတော့ဒေါက်ရှော့ကိုပြန်ကြည့်ရရင်တော့အင်တာက ဟိုဒီ Champion League မှာလည်းတောက်လျှောက်ဂိုးပေးရတဲ့အနေအထားလေးတွေ့ရပေါ့နော်အဲ့တော့နောက်တစ်ဆင့်အခုလက်ရှိဒါ Semi Final ဆိုရင်လည်းဒါ Barcelona အနေနဲ့ကဒါ3-3ဆိုတဲ့ရလဒ်ကို Inter ဖန်နီးနိုင်ခဲ့တယ်ဟိုဘက်မှာ Barcelona ကိုပြန်ကြည့်ရ Barcelona က Benfica နဲ့16 16သင်းဆင်းမှာတွေ့ခဲ့တာ0-1နဲ့ပထမကြောအနီးကပ်ထိလို့နော်အရန်ကြီးဂိုးမသွင်းပေမဲ့အနိုင်ရလက်လေးရခဲ့တယ်အိမ်ဝင်ဒုတိယကြောအမှတ်မလိုပဲမဲ့လေ3-1နဲ့ဒါ Barcelona ဟာဖုတ်ခဲ့တယ်အဲ့တော့ပြီးတော့တတ်သွားတယ်ဆိုတော့ quarter final မှာဒါ Barcelona အနေနဲ့ Dortmund နဲ့တွေ့တယ်ပထမကြော ဒါလေးကိုပြတ်နဲ့ဒါကိုပြတ်သိခဲ့တယ်ဆိုတော့ဒွီယာကျော်အမှတ်မလိုတဲ့အတွက်ဒေါမွန်အင်ခွင်းကလည်းအရင်ကောင်းမွန်တာကြောင့်3-1နဲ့ပါဆီလိုနာဟာဒါဟိုနော်ပထမကျော်နိုင်တဲ့အတွက်ကြောင့်တို့ဒါဒီ semi final နဲ့ရောက်ရှိလာတယ်အဲ့တော့ဒီနေ့ internet တွေ့တယ်ပေါ့နော်အဲ့တော့ပထမကျော်တုန်းကတော့ဒီ VR အဆုံးဖြတ်ဘာညာနဲ့ဆိုရင်တော့ဒီအိုက်ဂိုးဒါပေးလိုက်လို့ရှိရင်တော့ဒါ3-4နဲ့နော်ဒီနေ့ပွဲမှာပါဆီလိုနာတော်တော်လေးဒုက္ခများနိုင်တယ်အဲ့တော့လက်ရှိကသေပွဲပထမကျော်ဖြစ်တဲ့အတွက်ဒီဒီပွဲမှာပါဆီလိုနာမရှုံးအောင်တော့အောက်ထက်ကန်နိုင်လိမ့်မယ်ထင်တယ်ပေါ့နော်ကျွန်တော်ကြေးလေးပြပေးမယ်နော်ခဏလေးပါကျွန်တော်ကြေးလေးပြပေးပါမယ်ဗျာ ခဏလေးပါဗျာโอเคပါโอเคအဲ့တော့ပထမကြော်တော့ကျွန်တော်တလုံး90ပေါင်ဘာစီလိုနာအသင်းကပေးခဲ့တာပေါ့နော်33ဆိုရဲရက်လေးလေးဖြစ်ခဲ့ပါတယ်။ဒါကြောင့်ဒီနေ့ဘောမှာတကယ်တမ်းပေးတဲ့နေကြီးက level တရာရှုံးနှုတ်လိုက်ပြန်ဆိုရင်တကယ်တမ်းပေးတဲ့နေကြီးကတလုံး90ပေါင်ပထမကြော်ဖြစ်ခဲ့တဲ့တော့က level 90ရှုံးဒီနေ့ပွဲမှာဘာစီလိုနာဘက်ကပေးရမှာဖြစ်ပါတယ်။အဲ့တော့အင်္ဂွင်းအားသာကြအင်တာမီလန်နဲ့လက်ရှိဘာစီလိုနာရဲ့ဒဏ်ရာလူစင်းကြောင့် လက်ရှိအနေထားမှာနော်ဒီနေ့ဘက်မှာအင်တာကမာတီနက်စ်ပြန်ပါပါပြီဆိုတော့လက်ရှိအင်တာရဲ့တိုက်စစ်ကတော့ဒီတက်ပိုကောင်းဖို့ပဲရှိနိုင်ပါတယ်နော်အဲ့တော့ပြီးခဲ့တဲ့ဘက်မှာအင်တာမီလန်ဟာအဓိကကစားဆုံးဒီဂိုးသမားဆိုမာကိုအနားပေးထားပါတယ်ပြီးခဲ့တဲ့ဘွဲတုန်းက Hellas Verona နဲ့ပွဲပေါ့နော်ဆိုတော့ Inter ဟာလက်ရှိ Serie A မှာလဲ Napoli အသင်းကိုဒါ၃ဖက်ပြတ်နေတဲ့အတွက် Champion League ကိုပိုပြီးအာရုံထည့်ပါလိမ့်မယ်။အားစိုက်ထည့်ပါလိမ့်မယ်နော်။အဲ့တော့လက်ရှိကတော့ Inter အနေနဲ့က AC Milan ကိုလဲကိုပါမှာရှုံးထားတာကြောင့်ဖလား၃လုံးလုံး လွတ်သွားမဲ့အနေအထားလေးတွေလည်းဒါကျွန်တော်ပြောခဲ့ပြီးပါပြီเนาะရှိခဲ့တယ်ပေါ့အဲ့တော့ပြီးခဲ့တဲ့ဗီရိုနာနဲ့ပွဲမှာအမှတ်မလို့တဲ့အတွက်ကြောင့်ကိုသမားကိုလည်းမာလီနက်စ်နဲ့ပဲပွဲထွက်လာတယ်ဆိုတော့တိုက်စစ်ကအာနူဒိုဗင်းနဲ့ဒီကိုရီးယားနဲ့ပဲပွဲထွက်လာပြီเนาะဆိုတော့လက်ရှိအဲပြီးခဲ့တဲ့ပွဲမှာဒန်ဖရိုင်းလည်းအနားရထားတယ်เนาะဘယ်ဆိုရင်တို့နောက်ဒီဘရဲလာတို့မာကတ်စ်ဒူရန်တို့လည်းအနားရထားတဲ့အနေအထားပါအဲ့တော့ဘာစီလိုနာကိုပြောင်းချင်ရတော့ဘာစီလိုနာပြီးခဲ့တဲ့ပွဲမှာဗဲလာတို့ရဲ့အသင်းကို1 2နဲ့တာကတ်အောင်ခဲ့တာဆိုတော့သူလည်းပွဲစားထွက်လာတော့ first line ရမှာကအရန်လူစင်းနေတယ်ပဲเนาะအန်ဆိုဖာတီတို့ရိုရီဗက်စ်တို့ဘောဖီတာတို့ဘာတို့နဲ့ပဲเนาะရာမဲရော ရာဖင်းညာကိုအကုန်လုံးအနားပေးပြီးတော့ထွက်လာတာဒါပေမဲ့ပထမဆုံးဒီပထမပိုင်းမှာ ဘာစလိုနာဟာဗယ်လာဒိုလစ်ကို1-0နဲ့ရှုံးနိုင်ခဲ့တာကြောင့်အခြေအနေမှန်ဟန်တော့ဒုတိယကြော့မှာဟန်စီဖလစ်အနေနဲ့နော်ရာမဲရောရာဗင်းညာရောနော်အိုလိုမိုးတို့ရောအကုန်လုံးထုတ်သုံးရတဲ့နော်ဒီဂျောင်တို့ရောအကုန်လုံးထုတ်သုံးရတဲ့အနေအထားကြီးဖြစ်သွားတယ်အဲ့တော့1-2နဲ့တော့ဗယ်လာဒိုလစ်ကိုကတ်ပြီးတော့ပြီးခဲ့တဲ့ပွဲမှာနိုင်ခဲ့ပါတယ်အဲ့တော့လက်ရှိခန်းစစ်ကိုတော့အနည်းငယ်လေးအဲတိုင်ပတ်နိုင်တယ်မဟုတ်လားမာတင်နဲ့ဖော့နဲ့ကအဲ့လောက်ကြီးအဆင်မပြေဘူးအရိုဂျိုရှိတယ်ဆိုခရစ်စတီယန်ရှိတယ်ဆိုတဲ့အနေအထားမှာတစ်ဖက်ကမာတီနက်စ်တို့အိမ်ဝင်းအနေနဲ့ကကျွန်တော်ထင်တော့၃လုံး20ရှုံးဆိုတဲ့ဂိုးပေါင်းကြီးမျိုးဟာနှစ်သင်းစလုံး AECC ကိုရမယ်ကြီးလို့ပဲကျွန်တော်ယူဆ တယ်ဒီပွဲလဲဟိုမဖွင့်ဆော်ဘူးဆိုရင်တော့မှပွင့်မယ်ထင်တယ်ဗျဘာစီလိုနာအဝေးဝင်းဒီယာဒီမှာကန်ကြီးကန်တဲ့ဒေါက်ရှော့ဖောင်ကြည့်ရင်နည်းနည်းလေးပွင့်နေတယ်မှာတော့ပါတယ်ပေါ့လေနောက်တစ်ချက်ကအင်တာအိမ်ဝင်းမှာအဲဒေါက်ရှော့ပေါ့နော်ကြီးတစ်ခါမှမအောင်ဘူးပေါ့နော်အဲ့တော့အင်တာအိမ်ဝင်းမှာဘာစီလိုနာကနောက်ဆုံးနိုင်ခဲ့တာ2019တုန်းကချန်ပီယံလိမှာ အင်တာအင်ကမှအင်တာဘက်ကတလုံးတည်ရည်ထိကြီးပေးဖို့ပါတယ်အဲတော့က1 2ဆိုရရလနဲ့ဘာစီလိုနာအသင်းကအနိုင်ရခဲ့တာဖြစ်ပါတယ်နောက်ဆုံးကြီးပေးတဲ့အနေထားကတော့2020ဆယ်လပိုင်းမှာဘာစီလိုနာအဝေးခွင့်ကနေဘာစီလိုနာဘက်ကတလုံး90ပေါင်ကြီးပေးခြင်းဖြစ်ပါတယ်အဲ့ဒီတော့ကတော့အင်တာမီလန်က1စီးနဲ့ကြီးအောင်ထားခြင်းဖြစ်ပါတယ်ဆိုတော့လက်ရှိအနေထားအရဒေဂျီဆိုတဲ့အနေထားမျိုးဟာ ကျွန်တော်ထင်တော့ဒီပွဲကမိနစ်60ရင်တေးပဲဥတီပြီးသွားမယ်ထင်ပါတယ်။အင်တာလည်းရှိနောက်ဆုံး6ပွဲမှာတပွဲပဲနိုင်တာအဲ့ဒါလည်း Hellas Verona လို့အသင်းကို1-0နဲ့ကတ်နိုင်တာဖြစ်ပါတယ်။ Roma အသင်းကိုရှုံးတာတယ် AC ကိုရှုံးတာတယ် Bologna ကိုရှုံးတာတယ်ဆိုတော့ဒီလိုမျိုးခြေစွမ်းမျိုးဟာလက်ရှိ Hansi Flick ရဲ့အကောင်းဆုံးရာသီလို့ပြောလို့ရတဲ့အနေအထားမျိုးမှာကျွန်တော်ထင်တော့မိနစ်60ရင် Barcelona ကိုမနိုင်လောက်ဘူးလို့ပဲယူဆပါတယ်နော်။အဲ့တော့နောက်တစ်ချက် နောက်တစ်ချက်ကဘာစီလိုနာကလက်ရှိ3 6ခုနှစ်ပွဲဆက်เนาะအဲ့ခုနှစ်ပွဲဆက်ကြီးကြထားတဲ့အချက်ကြောင့်ဒီနေ့ဘာစီလိုနာကြီးအောင်နိုင်တဲ့အနေအထားတော်တော်လေးမြင်မာပါတယ်เนาะဒီနေ့မအောင်ရင်ဘာစီလိုနာနောက်ပွဲစောင့်ရိုက်ပါဒီဒီနေ့တော့မဟုတ်လာမဲ့ပွဲအတွင်းမှာเนาะ Real Madrid ပွဲမှာအောင်နိုင်ကြီးများဒါပေမဲ့ Real Madrid ပွဲမှာဘာစီလိုနာအရင်ကြီးကံမှာမဟုတ်ဘူးဆိုတော့တေရရုံနဲ့เนาะ La Liga Champion ဖြစ်တော့မှာเนาะဒါကြောင့်ဒီပွဲကအောင်ဖို့ရခိုင်တော့အများဆုံးရှိတယ်လို့ပဲကျွန်တော်ယူဆတယ်ဆိုတော့တေအပြင်တော့ကျွန်တော်ချင်ရင်ဘာစီလိုနာမရှုံးနိုင်ဘူးဗျအဲ့တော့ ဘော်ဒီရစဉ်းစားမယ်ဆိုကျွန်တော်ဘာစီလိုနာပဲရွေးချယ်ရမှာဖြစ်ပါတယ်အဲ့တော့အဝေးဝန်းကိုပြန်ကြည့်ရရင်လည်းလက်ရှိအနေအထားမှာဘာစီလိုနာနဲ့တောက်လျှောက်ကိုးရတာတော်တော်လေးကြာခဲ့ပြီပေါ့နောက်ဆုံးကဆိုစီးတဲ့အိမ်ခွင်မှာဝမ်စီးနဲ့ရှုံးနဲ့ပွဲရလွယ်လို့ဂျန်နဲ့တောက်လျှောက်ကပွဲတိုင်းလို့လို့ကိုးရတာများတယ်အဲ့တော့လက်ရှိကာရဖောင်အရာကလည်းနောက်ဆုံးပြောင်းမတော့6ပွဲမှာ9ပွဲက ဂိုးပေးထားရတယ်ဒီထဲမှာဗယ်လာတို့ပါတယ်เนาะဒီအင်တာမီလန်ထားရပါတော့အဲ့တော့ရီယယ်မက်ဒရစ်2-2ပါတယ်မာယော်ကာ1-0ဆက်တာဗီကိုကို4-3နဲ့တော့ကန်ထားတယ်ဒေါမွန်အိမ်ခွင့်မှာတော့မှ3-1နဲ့ကန်ခဲ့တဲ့အနေအထားမျိုးမှာအင်တာအနေနဲ့လက်ရှိအနေအထားအရာကျွန်တော်ကတော့ AEC 12เนาะ22တော့ AEC လေးတွားမယ်ထင်ပါတယ်အဲ့တော့ဒီပွဲလေးကိုကျွန်တော်ဘာစီလိုနာရွေးပါတယ်ဘာစီလိုနာ6ဘောရွေးပါတယ်เนาะနှစ်ចောင်းနဲ့ရတဲ့ចောင်းဝင်နိုင်ပါတယ်ဒီနေ့ရွေးချက်မှာတော့ဘာစီလိုနာဘော်ဒီနဲ့ဘာစီလိုနာ6ဘောနှစ်ចောင်းရွေးချက်ထားပါတယ်စတာဝဲမဟုတ်ပါဘူးရိုးရိုးပွဲပဲကျွန်တော်တို့ဆော့ပါမယ်ဂျားရက်ကလည်းနည်းနည်းလေးအနေနဲ့များတဲ့အတွက်ကျွန်တော်တို့မနက်ပြန် BSC နဲ့ဟောရောယူရိုပါလိရောကျွန်တော်တို့ဒါရိုးရိုးပွဲလေးပဲတွားပါမယ်လာမယ့် တောက်ကြစနေတင်းကုန်တွေမှာကျွန်တော်တို့ share ရိုက်ပါမယ်နော်โอเคဒါဆိုတော့ကျွန်တော်တို့ဒီနေ့အာ30ချက်လေးတော့ပြီးပါပြီနော်အဲ့တော့ဒီနေ့ဒါဒီ6 5လ2025ရဲ့ဒီနေ့ရွေးချယ်မှုကတော့ဘာစီလိုနာဘော်ဒီဘာစီလိုနာဂိုးဘော်ဖြစ်ပါတယ်โอเคတော့ကျွန်တော်ဒါ voice box မှာဆော့ချင်တဲ့ညီကိုလေးကလည်း Gobi ရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုတော့လေ100% bonus ရယူနိုင်ပါတယ်အသေးသေးလေးလိုပါက Wise Bank မြန်မာ Facebook page နဲ့သူတို့ application သို့မဟုတ် website ရဲ့ဒါ customer service call လေးကိုနေပြီးတော့လေ24နိုင်တည်လို့ရတယ်မေးမြန်းလို့ရပါတယ်။ Okay ဆိုတော့ဒါဒီနေ့ကြည့်ရှု brother တွေ share brother တွေ comment brother တွေတောင်းရှင်းတဲ့ရေးသူများတင်ပါရယ။မင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ။ Good luck ပါဗျ။